ကျွန်တော်ဆက်လက်ပြီးတော့စနေသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွန်ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်16ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ရနေပြီးတော့22ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကလအတော်တွင်းမှာစနေသားသမီးတွေရဲ့ကံကြမ္မာအခြေအနေကိုကြည့်လိုက်ကြရအောင်။အဲ့တော့စနေသားသမီးတွေကံတရားအနေနဲ့ပေါ့စနေသားသမီးတွေအနေနဲ့ အဲဒီကာလမှာအခက်ခဲတွေရှိတယ်ရင်ဆိုင်ကြော်လွားရမှာတွေရှိတယ်သို့တော့အောင်မြင်မှုတွေလည်းရှိတယ်ပေါ့အဲ့ဒါအခက်ခဲကလည်းတစ်ဖက်ရှိနေတယ်စူးစမ်းအထောက်မှုမယ်ဟိုဘက်မှာလည်းအောင်မြင်မှုကရှိတယ်အဲ့တော့လောကန်စီးပွားရေးနဲ့ပတ်သက်ကိုစူးစမ်းရိယာရှိမယ်ဆိုရင်တော့အောင်မြင်မှုခံစားရမယ်အကျိုးအမြတ်တွေခံစားရမယ်လို့ပြောလို့ရတယ်မဖြစ်မနေလှုပ်ဆောင်ရမယ့်အလုပ်မျိုးတွေလည်းပေါ်နိုင်တယ်သို့တော့စူးစမ်းရင်အဲ့ဒီလုပ်တွေကိုလည်းအောင်မြင်လိမ့်မယ်ငွေကြေးနဲ့ပတ်သက်အတိုက်ခံသဘောတွေစောင့်တဲ့စကားပြောရတာစိတ်တူရတာမျိုးတွေဖြစ်တတ်တယ် အခြေအိမ်တော်မြေတားကြီးနဲ့ပတ်သက်လို့ရှိရင်ဟလာကိုကြံစီရည်ရထားတဲ့မြအခြေအိမ်တော်ကြီးကိစ္စတွေအောင်မြင်အဆင်ပြေမယ်ပညာဆိုင်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်မှလုပ်မယ်ဆိုရင်အဆင်ပြေအောင်မြင်မယ်လုပ်တင်တယ်ကံမျက်နှာသာပေးတယ်အဲ့တော့စကားခီးပေါ့အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလုပ်မယ်ခီးထွက်မယ်အကျိုးရှိတဲ့ခီးတွေကိုတွားဖို့စီစဉ်မယ်စကားပြောမယ်ဆိုလို့ရှိရင်ပြောတင်တယ်အရေးကြီးစကားတွေဒီကိစ္စတွေအားလုံးဒီဒီတစ်ပတ်မှအောင်မြင်မှာဖြစ်ပါတယ် ကျမကြီးလည်းကောင်းမွန်နေတဲ့တဲမှာပါတယ်ကျမကြီးခြူချာနေလည်းစိတ်ပူစရာမလိုဘူးအထောက်ပံ့ရပြီးတော့ကောင်းမွန်မှာဖြစ်ပါတယ်အနှစ်ချုပ်အပြည့်စနေသားသမီးမိတ်ဆွေများကံကောင်းနေတဲ့တဲမှာပါဝင်ပါတယ်အဲ့တော့မိမိကစူးစမ်းနေဖို့လိုပါတယ်စူးစမ်းရင်စူးစမ်းတယ်လို့အရာထင်လာမဲ့တပတ်တာဖြစ်ပါတယ်ဒီတပတ်ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍသည်တစ်ကဏ္ဍသုံးကဏ္ဍမှာအကျိုးပေးတဲ့အကြောင်းသည်ငွေရောင်ဖြစ်ပါတယ်စနေသားသမီးတွေအတွက်လမ်းညွှန်ခဲ့တာပါ